မော်ရဲနဲ့ရှင်မြိုင်ထိုးတက်သွားဖို့ရှင်သင့်မယ်ဘယ်တော့မှထွက်မပြေးဘူးလို့ကြွေးကြော်လိုက်တဲ့စူပါဘွန်ပရိသတ်များလုံးမဲ့မင်္ဂလာပေါ်များမန်ချက်စတာဖုတ်ဘောဆောင်တင်ဆက်နေပါတယ်စူပါဘွန်ကဂျပန်မှာကျင်းပမဲ့နောက်ထပ်ပြိုင်ပွဲမှာမရဂရီဂိုရီယန်နဲ့ရှင်မြိုင်ထိုးတက်သွားဖို့အသင်ရှိနေလို့ပြောပါတယ်ကျွန်တော်သူစီကနေဘယ်တော့မှထွက်ပြေးမှာမဟုတ်ပါဘူးလို့1173ပြိုင်ပွဲမှာနိုရီကိုနိုင်ရကဖေဒါဝေးကိပောက်စင်ကဘက်ကိုရယူပြီးမှာစူပါဘွန်ပြောကြသွားကြတာပါစူပါဘွန်နဲ့မာရက်တို2ယောက်ဟာ2022ခုနှစ် 1X ပွဲမှာပထမဆုံးအကြိမ်ဆုံးခဲ့ကြပါတယ် အဲ့ပွဲမှာစူပါဘုံကအတီးတတာနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့မော်ရက်အနေနဲ့တိတ်ပြီးတော့ရှုံးမပေးခဲ့ပါဘူး။ပွဲပြီးမှသူကငါပြန်လာမယ်။နောက်ချိန်တော့မင်းကိုငါနာယူမယ်လို့ကြွေးကြော်ထားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်ရဲ့ကြားမှာအဲ့လိုမျိုးပြိတ္တတွေကိုစိတ်ဝင်စားစေနိုင်မဲ့ကြောင်းတော်ကရန်ကြွေးတွေရှိလို့နေပါတယ်။အခုတော့စူပါဘုံဘက်ကနေအဲ့တုန်းကအထုပ်ကိုဖြေလိုက်ပြီးဖြစ်ပါတယ်။ဓမ္မပွဲတုန်းကစူပါဘုံရဲ့ခြေလမ်းရွေရှားမှုနဲ့ခြေကန်ချက်တွေကမော်ရက်ရဲ့ရှီတိုးဖီအားပေးကစားဟန်ကိုဟန်ချက်ချိုးဖြတ်နိုင်ခဲ့ပါတယ်။ ဒုတိယကြိမ်မှာစူပါဘွန်းရဲ့ခြေကံကြက်တစ်ကြိမ်ကအားပါပြင်းထန်လွန်းလာကြောင်းမရက်ကလည်းမတည့်ရနိုင်မှုတောင်မှတော်လေးခက်ခဲတဲ့ဒီဖြစ်ခဲ့ရပါတယ်။မရက်ရဲ့လက်သီးတွဲလုံးတွေကအနေရရှိပေမဲ့စူပါဘွန်းရဲ့ခန်းစစ်ပိုင်းကာကွယ်ပုံကဒါကိုထိရောက်စွာတုံ့ပြန်နိုင်ခဲ့ပါတယ်။လက်တလော1173ပွဲမှာစူပါဘွန်းကဂျပန်ကစားမနိုအီရီကိုအနိုင်ရပြီးဖေဒါဝေးကိပောက်စင်ကပတ်ကိုပြန်လည်ရရှိခဲ့ပါတယ်။ဒီပွဲမှာစူပါဘွန်းရဲ့နီးပြူဟာကြတဲ့ကစားဟန်ကထင်ရှားခဲ့ပါတယ်။နိုအီရီရဲ့ကစားဟန်ကတီတီငင်ငင်းနဲ့ကစားပြီးတော့ပြိုင်ဘက်ကိုအနီးကပ်ဖိအားပေးတဲ့ကစားဟန်ဖြစ်ပါတယ်။ သူရဲ့ striking range တဲကိုဝင်သွားပြီဆိုရင်နီကလက်တီတွဲလုံးနေတဲ့ Dresser PR ပေးတိုက်ခိုက်ကစားတတ်ပါလိမ့်။လိုပုံဆံမျိုးနဲ့ပဲဂျပန်ချန်ပီယံကပတ်လူပွဲမှာတော့တာဝန်ချိုင်းကိုဒိုင်ပွဲရက်နဲ့နိုဝီဒီကအနိုင်ယူပြလိုက်တာဖြစ်ပါလိမ့်။ဒါမဲ့ Super Bowl ကတော့နိုဝီဒီရဲ့ကစားဟန်ကိုကောင်းစွာတုံ့ပြန်ကစားနိုင်ခဲ့ပြီးတော့ငါးကြီးမှာလေးကြီးလောက်ထိတာစီရအောင်လုပ်ကစားသွားနိုင်ခဲ့ပါလိမ့်။ဒီနိုင်ပွဲက Super Bowl ကိုကမ္ဘာချန်ပီယံအဆင့်မှာပြန်လည်ရပ်တည်ခွင့်ပေးခဲ့ပါလိမ့်။ Super Bowl ရဲ့ခြေကံကြက်တွေကထိရောက်မှုပြည့်ရှိပြီးတော့ကွာဝေးထိန်းချုပ်မှုကောင်းပါလိမ့်။ ပြန်မဲ့ချူရင်ချက်ကိုအသိမွေးစွာသိရှိပြီးတော့ခင်ကောင်းယူနိုင်စွမ်းလည်းရှိပါရည်။ဖီးယားများတဲ့ခြေနေတွေမှာအေးဆေးဆေးရင်ဆိုင်နိုင်တာကလည်းစူပါဘုံရဲ့အာသာချက်တွေကတခုဖြစ်ပါရည်။မရက်ကတော့ရှီတိုးဖီးယားပေးပြီးပြန်မဲ့ကိုမြဲလိုလိုဒုက္ခပေးတတ်တဲ့ပုံစံမျိုးသွားပါရည်။လက်တီးတွေကိုဇက်တိုက်အုံပြုပြီးတော့ပြန်ဘက်ကိုအားနေချက်ရှာကာအသာစီးယူဖို့ကြိုးစားတတ်ပါရည်။ဒါပြင်မရက်ကခဏဤပိုင်းမှာလည်းအတော်လေးကိုအားကောင်းပါရည်။အခုစူပါဘုံဘက်ကလည်းမရက်နဲ့ထိုးဖို့အစဉ်တင်မဲ့လို့ထုတ်ပြောလာခဲ့တာကြောင့် ဒရိုနီယောက်ရဲ့ပွဲကဖြစ်လာနိုင်ရည်ရှိနေပါတယ်။မရက်ကလည်း UKRN ပေါ်ကိုအနံ့ရပြီးတော့ contender ဖြစ်ထက်မှန်အတီးပြူခံရပြီးသားဖြစ်တာမလို့နောက်လာမယ့်ပွဲကတော့ဒရိုနီယောက်ရဲ့ champion ကပတ်စိန်ခေါ်ပွဲဖြစ်ဖို့တေချာသလောက်ရှိသွားပြီလို့ဆိုရမှာပါ။ဒီပွဲတော့ကစားမနှစ်ဦးကသူရဲ့နီးပြူဟာတွေကိုပြေဝပြင်ဆင်ထားကြမယ်လို့မျှော်လင့်ရပါတယ်။ဒီပွဲမှာစိတ်တည်းရေးချက်တွေကလည်းအေးပါပါတယ်။ Super Bowl က1-1-73ပြိုင်ပွဲမှာနိုင်ရပြီးတဲ့နောက်ယုံကြည်မှုပြည့်ရှိနေမယ်။မော်ရက်ကိုတိတ်ကနိုင်ယူခဲ့ဘူးတဲ့အတွက်စိတ်ပိုင်းဆိုင်ရာအားသာချက်ရှိနေမယ်။ မော်ရက်ကိုအတိတ်ကအနိုင်ရဘူးတဲ့အတွက်စိတ်ပိုင်းဆိုင်ရာအားသာချက်တွေရှိနေမယ်။ဂျမန်စုကိုကာကွယ်နိုင်ဖို့အတွက်ဆုံးဖြတ်ချက်ခိုင်းပါနိုင်မယ်ဆိုတော့စိတ်သက်ပိုင်းဆိုင်ရာယုံကြည်ချက်ကောင်းနေရှိနေပါလိမ့်မယ်။မော်ရက်စီမှာတော့အတိတ်ကရှုံးနိမှုတွေကိုလက်စားချေခြင်းနဲ့စိတ်သက်ရှိနေမယ်။စူပါဘုံကိုနိုင်ရဖို့ပြင်ဆင်မှုပြည့်လုပ်ထားမယ်။သူ့ရဲ့ကြံ့ခိုင်မှုနဲ့ဇွဲလုံးလာကိုယုံကြည်နေမယ်လို့ယုံကြည်ပါရည်။ဒီဘွဲဟာကမ္ဘာချန်ပီယံဆူအတွက်ထိုးတက်မှုတစ်ခုတည်းမဟုတ်ဘဲနဲ့ထိုင်းနိုင်ငံရဲ့ကုန်သိက္ခာအတွက်ပါရည်တည်မှုတစ်ခုဖြစ်တယ်ဆိုတာဘယ်လိုမှငြင်းလို့မရပါဘူး။ ညီကိုကရောဘယ်လိုမြင်ကြလဲခင်ဗျပြောပြပေးခဲ့လို့ရမလားခင်ဗျအဆုံးထိလိုက်ပါကြီးရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ